မင်္ဂလာပါရှင်မိုးတောက်ချင်အစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်ကတော့ဒါဆရာနာရှင်စနစ်ကြောင့်အမောင်တူတွေဖြစ်နေကြတဲ့ကျမတို့မြန်မာနိုင်ငံကိုအလင်းသက်တွေစောင့်ခြင်းပေးမဲ့လူငယ်တွေကိုရည်ရွယ်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ပတ်မှာဘေးဧည့်သည်တွေကိုဖိတ်ထားလေးဆိုတာကိုမိတ်ဆက်ပြပါမယ်ရှင်ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဒီဆရာနာရှင်ကိုတော်လန်နေတဲ့တော်လန်နုပညာရှင်တွေကတယောက်ဖြစ်တဲ့ကိုနိုဗန်ထူးရဲ့ပြီးတော့နောက်တစ်ယောက်ကတော့ဒီအင်အားတောင်းနဲ့ချီပြီးတော့မှရှိတဲ့ဒီ KNDF ရဲ့တပ်ကိုဦးစီးနေတဲ့အာဒီ KNDF ရဲ့ဒုစစ်ဦးစီးချုပ်ကိုမာဝီပဲဖြစ်ပါတယ် မင်္ဂလာပါကိုမဝေးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ဆိုတော့ဒီတစ်ပတ်အစီအစဉ်ကတော့ဒါလူငယ်တွေကိုရည်ရွယ်တဲ့အစီအစဉ်ပေါ့နော်အဲအခုဆိုရင်ဒါကိုမာဝီဆိုလို့ရှိရင်ကတော့ဒါကရင်နီရဲ့ဒုစစ်ဦးစီးချုပ်ဆိုပြီးတော့တည်ကြရဲဆိုပေမဲ့ဒီအစီအစဉ်မှာကိုမာဝီရဲ့လူငယ်ဘဝအကြောင်းတွေပေါ့နော်အဲ့ဒီတွေကနေပြန်ပြီးတော့အစပြောကြမယ်ပေါ့ဆိုတော့အခုလိုမျိုးအဲဒုစစ်ဦးစီးချုပ်မဖြစ်လာခင်တော့ကိုယ့်ရဲ့လူငယ်ဘဝ life ကဘယ်လိုမျိုးရှိခဲ့လဲဘယ်လိုတွေဖြတ်သန်းလာလဲကျွန်တော်တို့ကဟို ဒီဆေးအနာရှင်အဲဆေးအနာမသိမ်းခင်ပေါ့နော်ကျွန်တော်ကပုံမှန်လူငယ်တရားပဲတကယ်ချင်းနေနဲ့တွေ့ကြမယ်အဲကျွန်တော်တို့ဟိုချင်းလေးပါလေးစုံမယ်အာပြပြလေးပါလေးရှောက်ဖက်ကြမယ်နော်ဟိုခီးလေးပါလေးရှောက်ထွက်ကြမယ်အာကိုယ့်ရဲ့ data ကိုနေတဲ့နေရာပတ်ဝန်းကျင်တွေကို ကောင်းအောင်အဲပြည့်စုံဆောက်ရှောက်ထိန်းသိမ်းကြမယ်ဆိုရဲအဲ့လိုတာမန်လူငယ်တရားပါပဲအဲတူ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 ရောအရင်အာ တမှုထူးခြားနေရတော့မဟုတ်ပါဘူးเนาะလူလူငယ်တွေအားလုံးထဲမှာမဟိုကျွန်တော်တို့တိုင်းပြည်ကိုပိုကောင်းစေချင်တယ်ကိုယ်ပတ်ဝန်းကျင်ကိုကောင်းစေချင်တယ်အဲကိုနေထိုင်တဲ့ပုံစံလေးတွေကသူများကိုအာမထိခိုက်စေတဲ့ပုံစံမျိုးလေးတွေနဲ့နေထိုင်သွားချင်တယ်ကျွန်တော်တို့ကအဲ့လိုသွားချင်တဲ့လူငယ်တစ်ယောက်ပဲပေါ့ဟုတ်ကဲ့ရှင့်ပြီးတော့ဒီတဘာဝတွေကိုချစ်မြတ်နေတဲ့လူငယ်လေးတစ်ယောက်လေးဟုတ်တယ်မလားလူငယ်ကြီးပါလူငယ်လေးဆိုတော့ဟုတ်ပါတယ်လူလူ ်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ဟာတွေရောအရင်စိတ်ဝင်စားတယ်အဲ့လိုလဲနေထိုင်တာပေါ့လေနော်ဟိုကို sustainable lifestyle ကိုသွားရှင်ကြတာပေါ့လေနော်ဟုတ်ကဲ့ကိုလိုဘန်ကတော့အားလုံးသိပြီသားပဲနော်ကိုလိုဘန်ကတော့ဒါအရင်တော့ဆိုလို့ရှိရင်ဆရာနာမသိရင်ကာလာမှာကိုကဒါဒီ The Voice မြန်မာရဲ့ season 2ရဲ့ဝင်နာတယောက်ဖြစ်တယ်ပြီးတော့ဒီ Matter ဂီတကိုအများကြီးကနေပြီးတော့မှသိအောင်အများကြီးဆိုတာဒါသိရင်လူတွေလည်းရှိတယ်အဒီလူအ ਨੇ စု အားလုံးသိသွားအောင်ပေါ့နော်ချပြခြင်းနဲ့ဒီအဲစိတ်နဲ့ဒီတိုင်ပွဲတွေဝင်ပြိုင်နေဂီတတွေအများကြီးလုပ်တယ်ဆိုတော့အကိုရဲ့ဒီအရှိရ live လေးကိုလည်းနည်းနည်းပြန်ပြောင်းပြောပြပေးပါဦးอืมတိတ်မထူးကြပါဘူးနော်မာဝီလိုပြောလို့ပဲလူငယ်အဲငငယ်တွေကလို့အဲ program family လာအတွက်ကြောင့်အဲဒီ mere guitar ကိုတွေ့တယ်အဲ mere guitar တွေကနေမှာဒီအဲအခြေနဲ့ချက်တွေကဒီ suffering ဖြစ်မှုတွေဒီ guitar ကနေကုစားနေမှာ mere ကိုဒါလိုက် ဘာသာတရားတစ်ခုလို့ကိုးကွယ်ပြတဲ့ဟာမျိုးအဲအဲ့ရနေမှတစ်ဆင့်ဖန်တီးတယ်2009လောက်ကနေစာပြီးဘန်လေးပါလောက်ရအောင်နေအဲ့လိုပေါ့အဲ့လိုပဲကိုလိုလိုအဲ့ဖြစ်နေတဲ့လူငယ်တွေအဲ့လို software ဖြစ်နေတဲ့လူငယ်တွေဒီဒီဒီအပြည့်စုံမှုတွေကြားရတဲ့စိတ်ထပောက်တစ်ခုနေနဲ့ဒီဂီတာဟိုကြိုက်သည်ဖြစ်စေမကြိုက်ဖြစ်စေဒါမျိုးတော့ထီထွေးခြင်းရှိတယ်ထီထွေးတင်နေဆိုတဲ့အရာနဲ့ဒီ metal ဆက်ပြီးတော့အခုတတိတည်းလောက်တယ်ဘတ်ပေါင်းဆိုတာနေအေးပေါ့လူငယ်တွေနဲ့ဘွားမှာပါချန်ခဲ့မလဲဆိုတော့ လူကောင်တကောင်တော့ပါဟုတ်ကဲ့ပါဆိုတော့ကိုကဒီဂီတကိုတောက်ချောက်လုံးလိုင်းရနေမှဒီအခုဆိုလို့ရှင်တော်လိုင်းရင်းသမားဘွားကိုရောက်လာခဲ့ပေါ့နော်ဒီလိုကြောက်လာခဲ့တဲ့အာဒီအခိုက်အတန့်လေးကိုလည်းပြောပြပေးပါအောင်ပြီးတော့အခုလက်ရှိအကိုရဲ့ဖြစ်တည်မှုလေးပေါ့ဒါလေးပြောပြအဲအဲ့ဟာလေးဟိုအကုန်လုံးပြန်ပြောမယ်ဆိုရင်မက်ဒယ်တဲ့ကအကုန်လုံးကဆက်ဆိုင်နေဒီတော်လိုင်းရေးဆိုတဲ့ဟာလေဒီဆေးအနာရှင် ဒီ2021မှာရတော့မဟုတ်ဘူးစပြီးနားထောင်နေရဒီ season fat down တို့ကျွန်တော် landmark cup တို့ဒါ champion ပေါ့နော်ပြောပြရတဲ့အချိန်မှာဒီထဲမှာမြန်မာတို့ကကျွန်တော်တို့ဒီ ideology တွေကပါပြီးသားတယ်တချင်းတွေထဲမှာကျွန်တော်နားထောင်နေ core band တွေ SIL တိုင်းရင်တို့အဲ့လို band တွေမှာတွေကဒီအေးပေါ့နော်တို့မကျေနပ်ချက်တွေဒီဖိနှိပ်မှုတွေကိုတို့ကဘယ်လိုမျိုးတွေစကလုံးနေနေပေါ်ပြရတယ်အဲ့လိုတို့မြင်နေရှုတော့နေမိကွန်းထုတ်တာပဲမယ်တဲ့တချင်းတွေကကြတော့အဲ့လိုဒါကပါဖြစ်တယ်ပေါ့အဲ့လိုဟာပဲထုတ်တဲ့အခါကျတော့ အဲဒါကိုဆွဆွလန်းလန်းညှိတယ်ညှိရတယ်မှာအဲ့လိုဒီရမှာဘယ်လိုပါလာလဲဆိုတော့ငကိုတွေကလည်းဒီသတင်းပညာနိုင်ငံရေးသတင်းပညာဆရာမဝန်သားစီမှာတက်ခဲ့တယ်ကဟိုဒါတွေကနိုင်ငံရေးအကြောင်းတွေပိုစိတ်ဝင်စားတယ်ထောင်နဲ့ပတ်သက်လို့ဒီရွှေဘော်ရောင်ဒေါ်လန်ရေးတို့ကျွန်တော်တို့ဒီဟို88တို့ကျွန်တော်86တို့အဲ sorry 82တို့အဲ့လိုဟာမျိုးမှာကျွန်တော်တို့ဟိုဖြစ်နေ62တို့ဒီ86တို့မှာဖြစ်နေတဲ့ဟာတွေအားလုံးကျွန်တော်တို့က ဟိုပြန် recap ပြန်ယူတင်ယူဒီတချင်းနေတဲ့စာသားတွေနဲ့ကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ form တွေနဲ့လူတွေကြားတဲ့ကိုစီးစင်းမယ်ပေါ့အဲကျွန်တော်2017မှာကျွန်တော်ရေးတဲ့တချင်းဆိုရင်အဲဒီငါတို့တမိုင်းပေါ့နော်ဒီကဒီလူမျိုးစုတွေဘက်ကရှူတော့နေရေးတဲ့တခြင်းမျိုးတွေဒါအစင်စားတွေပါအရင်ချက်တဲ့ခင်မာတွေကကျွန်တော်တို့ကဟိုဓာတ်ပုတ်တခြင်းတွေလုပ်ခဲ့တယ်ပြီးတော့အဲ့ထောင်ချတဲ့လူတွေကိစ္စဟိုဟိုဖြစ်တဲ့ဟာမျိုးထောင်စားတွေဖန်နေတဲ့ဒီဒီလမ်းကြောင်းတွေကိုကျွန်တော်ငကိုရေကဝင်ပြီးသားဆိုတော့အဲ့ဒီမယ်တွေကပဲကျွန်တော် ီဒီဟာမျိုးဖြစ်နေတာပေါ့နော်အခုဖြစ်တည်မှုကလည်းဒီတိုင်းပါပဲကျွန်တော်တို့ဟို never stop landing ဆိုတဲ့အတိုင်းကျွန်တော်ဆက်လက်သင်ယူနေတယ်ဒီဂီတာတွေကကဘာကြီးကဘာကြီးပြောင်းလဲနေပြီလဲဘန်အစ်တတွေက music ပိုင်းပေါ့နော်အဓိက Merrell ရဲ့ form ကဘယ်လိုသွားနေလဲအဲ့တော့ပြောလူငယ်တွေဆီကအတန်တွေယူတယ်အဲ့တန်တွေကသူတို့ဘာတွေဘာတွေသူတို့က speak out လုပ်ခြင်းလဲကျွန်တော်တို့ကဂျာဂန်တွေတခုလိုပဲပေါ့နော်သူတို့ပြောတာတွေကိုကျွန်တော်တို့နားလဲတဲ့လောက် message ကို import လုပ်တယ်ပြီးရတော့ output ပြန်ထုတ်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့အခုအဲ့ဒီ international fan base ကနေပြီးတော့ဒါမြန်မာ fan base ကိုပါဒီ Madam Music နဲ့ပတ်သက်ပြီးတော့လေတဆင့်စွဲခေါ်လာနိုင်တယ်လို့မြင်တယ်ပေါ့နော်ကိုလိုပဲရဲ့ဆိုဟန်နေကိုရဲ့ပုံစံနေရဒါ fan base တခုစွဲတင်လာတာပဲပေါ့နော်ဆိုတော့လူငယ် fan base တွေလည်းဒီ Madam Music နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မြင်လို့ပြီးတော့နားထောင်တက်တာရဲ့အကျင့်တွေပို့ပြီးတော့ဖြစ်လာတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒါကတော့ကိုနိုဘန်ရဲ့ဒေါ်လိန်နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးပေါ့နော်ဆိုတော့အခုဒါကိုမဝီရကြတော့ အခုဒီတော်လိုင်းရေးຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါ KNDF ကိုဥဆောင်တဲ့သူတူဦးလည်းဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးနေရာကိုရောက်လာဖို့အတွက်ကောကိုကိုကိုဘလို့တွန်းအားတွေဖြစ်စေခဲ့ပြီးတော့ရောက်လာတာလဲဗောနော်ဆိုတော့ကိုမှာဘလို့ခံယူချက်တွေရှိတယ်ဒီမျိုးကြီးကြားခြင်းမရှိကျွန်တော်ကျွန်တော်တို့ကျွန်တော်တို့ data တွေမှာဆိုကျွန်တော်တို့ data တွေကတော့ဟိုခုမှဖြစ်တာမဟုတ်အာ ဒီကျွန်တော်ဒေတာလို့ပြောရရင်တော့ဒီတိုင်းရင်းသားဒေတာတွေအားလုံးလေးပါပါလေနော်မြန်မာပြည်လေပိုင်းကလွဲလို့ပေါ့နော်ကျန်တဲ့နေရာတော်တော်များများက2023မှာဒေါ်လာရေးဖြစ်တာမဟုတ်ဒေါ်လာရေးကဖြစ်နေတာကြားနေပြီဒါပေမဲ့မပြီးသေးတာတခုအောင်မြင်မှုကိုမရသေးတာတခုဒါမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေးတာကအခါကျတော့နံပါတ်1ကကျွန်တော်တို့က2023မှာ pop up လုပ်ပြီးတော့ကျွန်တော်တို့ထားလောက်တာမဟုတ်အဲငါတို့ကခုမှငါတို့လောက်တာဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အရှိက ကျွန်တော်စီနီယာကြီးတွေကျွန်တော်တို့ဟိုနောက်ဘိုးတွေဘွားတွေရဲ့တဲလာတဲ့တာဝန်ကျွန်တော်နောက်ထပ်ပခုံးပြန်ထပ်ထမ်းဆောင်တာပေါ့လေနော်ပခုံးထမ်းထပ်ဆောင်ဟိုထပ်ယူလိုက်တာပေါ့ထပ်တာဝန်ထပ်ယူလိုက်ရတဲ့ဆိုတဲ့ပုံစံမျိုးပုံစံမျိုးလို့ကျွန်တော်တို့ကမြင်တယ်ဒါအာဒီဟာတွေကိုဖြစ်ဖို့ရာအတွက်ဒီလိုတာဝန်ယူဖို့ရာအတွက်မှာတော့ကျွန်တော်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့အရာတွေကျွန်တော်မြင်တယ်လေကျွန်တော်လာအောင်မဟုတ်ဘူးကျွန်တော်စခု main online လို့လောက်တဲ့ဟာကြီးကိုဟိုသူတို့ တွေ့ဟိုပြောတယ်လေနော်ဒါက NLD နဲ့ဟိုငါတို့နဲ့ဖြစ်တဲ့အကြံနဲ့ဟာမင်းတို့ပါကြမလို့တိုင်းသားတွေမပါနဲ့ဒါကငါတို့ဘုမချင်းချင်းတိုက်တယ်ပြိုက်ပွဲစသဖြင့်အဲ့လိုပဲတချို့တော့ဒီဖက်တိုက်ခံအုပ်စုတွေလည်းအဲ့လိုတွေးတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပြောဟိုမြန်မာပြည်မှာဘယ်နေရာမှာပဲဖြစ်ဖြစ်မတရားမှုတစ်ခုရှိနေမတရားမှုကြိုက်မကြိုက်တဲ့လူတွေကကျွန်တော်တို့ထမှာပဲနော်မှန်တရားလိုချင်တဲ့လူတွေကထမှာပဲလေဒီတိုင်းပြည်အတွက်ဒီမတရားမှုတွေဒီပြည်내ချုပ်ချယ်မှုတွေဆိုတာကျွန်တော် enough နော်လုံလောက်ပြီတကယ်လုံလောက်ပြီ ကျွန်တော်တို့မျိုးဆက်တွေကိုလည်းမျိုးဆက်တာရှောက်ပြောလို့ဘာမှလည်း user တွေလည်းရှိတယ်။ဂျောညာဂျောညာဤပါပြဝါစင်းနေရှောက်ကြအဲ့လိုရောနော်အဲ့တော့အဲ့ဒီမျိုးဆက်တွေမှာလည်းမခံစားစေချင်ဒီမှာတင်ရပြီကျွန်တော်တို့ဒီမှာအဲ့တော့ကျွန်တော်တို့လက်ထဲမှာတော့ရအောင်နိုင်အောင်ချမယ်ဆိုရဲပုံစံမျိုးနဲ့ကျွန်တော်တို့ကအာတွေးတယ်နောက်တစ်ခုကတော့အရေးကြီးဆုံးတစ်ခုဟုတ်ပြီတော်လိုင်းရတော့လက်နဲ့ကင်ပြီးချတာမှတော်လိုင်းရမဟုတ်ပါချားရတယ်လည်းအများကြီးရှယ်နော် တို့တော့ဘာဖြစ်လို့လက်နဲ့ကင်ပြီးတော့ယူရလဲဆိုတော့ဒီကောင်တွေကအဲ့လိုလုံမရမယ့်ရှင်တွေမျိုးဖြစ်နေသူကတစ်ချိန်လုံးကျွန်တော်တို့လက်နဲ့နဲ့နိုင်ကျင့်လာတယ်ကျွန်တော်တို့ပြောတဲ့စကားကိုနားမထောင်ကျွန်တော်တို့ရဲ့အတန်တွေကိုသူလစ်လျူရှုတယ်နော်ပြည်သူလူထုတည်းကလုံမဘာဖြစ်စီဘာဖြစ်ချင်နေလဲဆိုတဲ့ဟာကိုလုံမကို ignore လုပ်ပြီးတော့မှသူ့ရဲ့အာဏာတည်မြဲရေးကိုပဲစူးစမ်းတဲ့ခါမှာလက်နဲ့မရှိရင်ကျွန်တော်နိုင် ြင့်ခံရမယ်ဒါပေမဲ့အဲ့လိုပြောလို့ဟိုမြန်မာပြည်ရဲ့အနောက်နာခဲ့နိုင်ငံရေးတွေမှာလည်းလက်နက်နဲ့ပဲသွားမယ်လို့ပြောတာမဟုတ်ဘူးเนาะအခုလက်တလောချင်းနေမှာတော့လက်နက်နဲ့အနိုင်ကျင့်တဲ့ကောင်လက်နက်နဲ့ပြန်လုတ်ပေးမှရမယ်နော်ပြီးရင်နောက်တစ်ခါဆိုတော့လေတည်ရဲတဲ့ကောင်ထွက်ခဲ့ပဲအေးတည်ရဲရထွက်ခဲ့တယ်လေနော်မင်းတို့လည်းတည်ရဲလားဆိုရဲအဲ့လိုမျိုးပြန်ပြီးတော့မှသူ့ကို challenge ပြန်လုတ်တဲ့ဟာမျိုးကိုကျွန်တော်တို့သွားမယ်ဆိုရဲစိတ်ဆုံးဖြတ်ချက်တွေချတယ်အဲ့တော့ okay ငါတို့ unforce ထောင်းမယ်ငါတို့တကယ်ကိုပြန်တိုက်မယ်ဒီလူတွေကို နားမပါတဲ့နားတွေကိုနားပါလာအောင်တော့မမြင်တဲ့မျက်စိတွေကိုမြင်လာအောင်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ပြန်တိုက်ယူမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့လောက်တာဖြစ်တယ်။ပြီးရင်အနှစ်သာရကလည်းအဲ့လိုပဲဘောနော်။ကိုကိုလိုချင်တဲ့တိုင်းပြည်ရဲ့အနာဂတ်တစ်ခုဒါမှမဟုတ်ကိုကိုရဲ့ desire တစ်ခုကိုလွယ်လွယ်နဲ့ရရင်တော့တိုက်ပြီးတော့ feel ရှိပါတယ်။အဲ့တော့တောင်းယူမလားတိုက်ယူမလားပြောယူမလားဒါမဲ့ peace way နဲ့တော့တွားခဲ့တာပဲเนาะပြောပြောယူခဲ့ကြတယ်တောင်းယူခဲ့ကြတယ်လက်မခံတဲ့ခါကျတော့တိုက်ယူမယ်ကွာပဲဖြစ်လေဘူးဆိုတော့ဒါကကျွန်တော်တို့ ဒီဒီလိုမျိုးတာဝန်တွေယူဖို့ရအတွက်တွန်းအားတွေဖြစ်ပါဟုတ်ကဲ့ကိုမဝီ lesson တော့ဆက်လို့ရတတိရဓာတ်ကူးခြင်းဆက်ပါဟုတ်ကဲ့ပါဟုတ် lesson တော့ဆက်တော့ဆိုကြ lesson ဆက်ရှင်းရတတိပါအကျော်ကြီးပြောချင်တယ် lesson ဆက်အဲ့ဒါတည်းနေလေတခုရှိရအကိုဆိုလို့ရှိရင်ကိုလိုပဲဆိုလို့ရှိရင်လည်းဒါမြေပြင်မှာဆင်းပြီးတော့မှအများကြီးပဲเนาะတောရည်ရဲသွားတယ်ဒီမြေပြင်နဲ့တိုက်ပွဲရထားတဲ့အထိသွားပြီးတော့မှဟိုဒီအားလုံးနဲ့လူငယ်တွေနဲ့ဒီစစ် တိုက်နေတဲ့လူတွေနဲ့တွေ့ပြီးတော့မှစကားပြောတာလေးပေါ့နော်တော်ကီဖုတ်ကြတာလေးတွေ့တယ်ပြီးတော့ကိုမာဝီနဲ့လည်းအဲ့ဒါလေးတွေ့ရနော်ဂီနီပြည်နယ်ရဲ့အေးဟိုကမ်ပိန်းလေးမှာတော်ကီဖုတ်ကြတာဆိုအကိုတို့အိမ်မတိုင်ခင်တည်းကတီးကြလားဘယ်ကလေးကတီးကြလားအဲ့လိုတော့မတီးကြဘူးတီးကြပါဒါပေမဲ့ဒီတိုင်းကသူသူ move fan တွေလည်းအရင်ကလည်းမြင်ဘူးတယ်ခုနကပြော redo တို့ move fan တွေလည်းကျွန်တော်ကမြင်ဘူးပါဆိုတော့ကျွန်တော်ဒီဒီ liberal ရေခင်းတို့ចောင်းသားရေခင်းတို့ကကျွန်တော်ကဟို channelizing ဘက်ကနေကျွန်တော်ကဟိုဟာဖြစ်တော့ကျွန်တော်အဲ့တော့တော့ အာမီဒီယာတမားတော့မဟုတ်ဘူးကျွန်တော်ကတင်တန်းစင်းဆိုတော့အဲ့လိုလိုက်ရအောင်တာပေါ့ဗျာဘေးနာဟိုဟာပေါ့ရအောင်နဲ့အကွက်ပေါ့တဲ့မာဒီလိုချတဲ့ဟာယူအပြင်မှာအဲ့လိုက်မယ်ဆိုဝေးလေးလေးဗျာကျွန်တော်ကဘေးကလိုက်ကြည့်တဲ့အနေထားတော့ဗျာចောင်းသားတွေဖြဲတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုတကယ်တိတ်တိတ်တဲ့ခါကျတော့ကျွန်တော်ကမရှိဘူးပေါ့နော်အဓိကဟိုပေါ့လေဟိုအဲ့ပုံမှာလဲကျွန်တော်တို့ကဘယ်လိုပုံစံမျိုးနဲ့ပေးရမလဲပေါ့မမြတာတာယူကျွန်တော်တို့ကတိပြီးတာဟိုဘာလို့သူကဟိုဘက်ကဘယ်လိုပဲဖြစ်ဖြစ်ဟိုစစ်တပ်ဒီရဲရဲတွေပဲဖြစ်ဖြစ်တကယ်တမ်းမပြီဆိုရင် ကိုကိုဘက်ကခံဘက်ကကြီးပဲเนาะကျွန်တော်အများတန်းစဉ်းစားအဲ့ဒါပဲကျွန်တော်ဆိုလဲအပ်ပြီးတော့ဟိုကျွန်တော်နောက်ထပ် upgrade လုပ်တာလို့ပေါ့ဒီအဲ America Center ဘောက်ရောက်သွားကြရင်ကျွန်တော်ပညာတက်မှရမှာဒီကောင်းလေးကိုကျွန်တော်တို့အသိရမယ်ကိစ္စပညာတက်မှရမယ်ပြောလို့ဟိုဒီတိုင်းမျောလို့မရအောင်အဲ့တော့မှအချိန်မရှိဆိုရင်လည်းအဲ့လိုကျွန်တော်ဒီ piece နဲ့ကိစ္စရဲ့ i face ဟိုတခြားသောဒီအဲဘယ်လိုပြောမလဲဒီ civil society movement တွေမှာကျွန်တော် live ပါဝင်တယ် ပြီးတော့ဒီ democrat democracy ရဲ့ဒီ citizen good citizenship ဆိုတဲ့ program တွေကျိုးအခုကျွန်တော်မိတ်ဆွေဆိုလည်းအခုဒီဒီအခုထောင်ထဲရောက်နေတဲ့သူတွေလည်းရှိရောနော်တကယ်တော်တဲ့မဇင်လင်းတို့ဟိုဟာတို့တူရာတို့ဆိုတာကျွန်တော်တို့တူဖြတ်တန်းမှုတဲ့လူတွေပြီးတော့အဲအဲ့အချိန်မှာအဲဟိုကျွန်တော်နောက်ပိုင်းအခုလို DIY နောက်ပိုင်းအခုပြီးလာတဲ့အချိန်မှာလည်းလူငယ်တွေရဲ့အတန်အဓိကပိုကြတယ်ဒီနေဦးမှာဆိုလည်းခုနမာဘီတို့ပြောလို့ပဲကျွန်တော်က တိုက်မှာလားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ကြောင့်လည်းဒီလိုပဲဆုံးဖြတ်ချက်ခိုင်မှာလို့ပဲကျွန်တော်၃လပိုင်းနေရတောဆာခူတယ်ပေါ့နော်တောဆာခူတကယ်တော့ကို့မိတ်ဆွေတွေက၂လပိုင်းနေရဒိုးွားကြပြီဒိုးွားရောက်ကို့မှာကြောင်ပြောက်ပြီးတော့ဘယ်သူနဲ့လက်ရမလဲဆိုပြီးတော့ကျွန်တော်တောင်ပိုင်းရောက်သွားတယ်ပြီးတော့ဟိုတော့ခို့ပြီးတော့ဒီလူငယ်တွေကဘာတွေဖြစ်နေတာလဲသူတို့ရဲ့ရင်ဘတ်ထဲမှာဘာတွေဘာတွေလူတွေကိုပြောပြနေတာလဲကျွန်တော်တို့က deliver လုပ်ပေးနိုင်တဲ့အတန်ပိုးရှိတယ်ရှိတဲ့ ဟိုဟိုအနေထားလေးတိတိလေးတကူကနေမှာကျွန်တော်တို့အတန်ပုံထွက်ပေးနိုင်တဲ့ဟာမျိုးလုပ်တယ်ဗောနော်ပြီးတော့ကျွန်တော် art form အရာရောအဲ့တော့မှဟိုကျွန်တော်တို့ကကိုယ်တိုင်ဟိုငတ်ဖူးတဲ့သူမှာကျွန်တော်တို့စစ်တင်တဲ့စစ်တင်တဲ့ကိစ္စရရှိတယ်အဲ့လိုငတ်ဖူးတယ်ဟိုအငငက်ပြက်ပြက်နေခိုင်မှုတယ်ခုနကထောင်ချမှုတယ်အဲ့လိုအဲ့လိုဟာမျိုးကိုကျွန်တော်တို့ကကိုယ်တိုင်ဖြတ်တန်းမှုတော့မှာဒီရဲ့အဲ pain ပေါ့နော်ဘယ်လောက်ရေရေရေတပူးတော့ဘို့ကျွန်တော်ဘယ်လောက်ထိရေသွားခါရေချိုးဘူးอ่ะဆိုဒါမျိုးဖြတ်တန်းလာတဲ့ခါကျတော့ဒီလူငယ်တွေရဲ့ နေ့စဉ်ဖြတ်တန်းနေရဘုရားကျွန်တော်တို့တော့ကဒါဟိုအမြဲတမ်းအမှတ်အမှတ်ရနေတဲ့အပြင်ကိုယ်တိုင်လည်းဒါမျိုးနေမှာကိုယ်တိုင်ငါဖူးမှဒီလိုကိုကျင်းစာဆိုတာပို့ပို့သိလာတဲ့ဘောဆိုတော့သူတို့အတန်နေသူတို့ပြောချင်တဲ့ဟာတွေကျွန်တော်ပို့ပြီးဟိုစွတ်စွတ်စီစီဖြစ်အောင်ကျွန်တော်သူတို့နဲ့အမြဲတမ်းလူငယ်တွေပဲမျက်နှာမူရပေါ့ဗျာပြောရမလို့တော်လိုင်းကြီးခေါင်းဆောင်အောက်ကနေအကြီးမားကြီးတွေနိုင်ငံရေးတွေဘာညာကျွန်တော်အများကြီးပြောပဲနဲ့အဲငါမင်းတို့နဲ့တူတူရှိရနော်ငါကိုယ်တိုင်လည်း ဟိုဘယ်နေရာဖြစ်ဖြစ်ငါမင်းတို့ ਨੇ တသားရဲရှိနေမယ်အဲ့တော့ကျွန်တော်လုပ်တဲ့အလုပ်ကလည်းနေရှိသမျှနေနေဒီတိုင်းအောင်ကျွန်တော်ခြေဆန့်နိုင်တဲ့လောက်ထိဆန့်ပြီးတော့သူတို့ ਨੇ တူတူမျောတယ်တူတူအိတ်တယ်မာကျွန်တော် player ပကတ်လုံးအလွယ်လုံးလူပြီးကျွန်တော်ရှောက်သွားရနေမယ်သူတို့ ਨੇ ကျွန်တော်အချိန်ပေးတယ်ပေါ့ဒါပါပဲဟိုကိုကိုတိုင်းလည်းလူငယ်ဘဝတုန်းကလူငယ် PP ကိုဟိုလောက်တဲ့လောက်လို့လောက်ချင်တာအကုန်လောက်တယ်အဲလမ်းဖောက်တယ်ကိုထူရလမ်းလျှောက်ခဲ့လို့ပဲဒီရဲဘော်လူငယ်တွေပြန်တွေ့ရတဲ့အချိန်မှာလည်း သူတို့ရဲ့စိတ်ဓာတ်တွေကိုတွေးပြီးတော့သူတို့နဲ့ထပ်တူခံစားရတာမျိုးအလိုဖြစ်တာပေါ့နော်အေးပေါ့သူတို့နဲ့ထပ်တူကြရဲဆိုတာတဲ့ဒီလူငယ်တွေကဒါဟိုမချေနှက်ချက်တစ်ခုကြောင့်ဒီဟိုဒါဘယ်သူမှတော့ကျွန်တော်အေဂျင့်ဆိုဆန္ဒပြတာပဲစတာပဲဘယ်သူမှတော့ဘယ်ကောင်တွေကိုဘာညာချမယ်ပြခုနပြောလို့ပေါ့ကျွန်တော်တို့စပြီးတော့ဟိုဟိုသူဒီဇိုင်းစစ်တင်နဲ့တုံးပြီးတော့လူစားတတ်တဲ့အချိန်ကစပြီးတော့လက်နက်ကင်လမ်းစဉ်ဘက်ကိုကျွန်တော်ကပြန်တွန်းပို့တဲ့အပိုင်းလည်းဟုတ်တယ် ဟိုဒီလိုပဲပျံချအောင်ငါပြောလို့ပဲမှကျွန်တော်ကိုယ်တိုင်ကလည်းဒီ buy back ဆိုတဲ့အတိုင်းပဲဟိုတဲမှာရရနီးနဲ့ပြန်ကြိုက်ပေါ့တဲမှာကိုကတိတ်တွေးမနေတော့ဘူးအဲ့တော့ဒီလိုဟာမျိုးဖြစ်လာချိန်မှာဒီလူငယ်တွေမှာကျွန်တော်တို့ဟိုတော့ခရယ်ဆိုတာလွယ်လေးလို့တော့မဟုတ်အများကြီးဆွန့်လွတ်ထားတာမှပြီးတော့အွေနဲ့မမြအောင်ထမ်းရတဲ့ဝင်ရခုနပြောလို့ပဲကျွန်တော်တို့တာဝန်တမားပြတာဝန်ပခုံးပေါ်ထမ်းရတယ်ဆိုပေမဲ့ဟို တို့တချို့ဟာတွေကမိဘရင်ခွင်မှာနေရမယ့်အရွယ်တွေကဝင်ထမ်းတွေကဆိုတော့ကျွန်တော်တို့ကဒါလောက်မှတွန်းအားတော့ကျွန်တော်တို့အတွက်တွန်းအားတော့ဒါပဲဒီလူငယ်တွေကိုအိမ်ပြန်ပို့ရမယ်ဒီလူငယ်တွေကသူတို့လူငယ်ဘဝကိုဟိုဆက်ပြီးဟိုသူတို့လူငယ်ဘဝဆက်ရှိနေဖို့ကဟိုတာဝန်တစ်ခုလို့ပေါ့နော်ကျွန်တော်တို့လည်းဟိုဒီဟာကိုဒီလိုလမ်းစဉ်ဘက်မှာကျွန်တော်တို့ကိုယ်တိုင်လည်းမမမမရက်တည်လို့ဟိုဒါတွန်းပို့တယ်လို့လည်းပြောလို့ရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းရှေ့ထွက်ပြီးတော့မင်းတို့လည်းတတားရရှိမယ်။မစီလီယံလောက်ကြလောက်ကြအော်ပြီးတော့မှနောက်ကြမှတော့အေးဟုတ်ပြီငါကတော့ရောက်ရေးတတားသွားတော့မယ် မင်းတို့ကတော့ဆက်လှုပ်လိုက်တော့မလှုပ်ဘူးเนาะကိုယ်တိုင်လည်းရတယ်အဆုံးထိငါမင်းတို့နဲ့ရှိမယ်ပေါ့ဒါပါပဲအဲတွန်းအားကတော့တို့အိမ်ပြန်ပို့ခြင်းတဲ့စိတ်တစ်ခုပါပဲဒီလောက်ပါဟုတ်ကိုမဝီဆိုလို့ရှိရင်လည်းအခုဒါရဲဘော်တွေရဲ့အကြောင်းကြားရတဲ့အချိန်မှာပေါ့เนาะရဲဘော်တွေအများကြီးကိုထိမ့်သိမ်းရတယ် control လုပ်ရတယ်တင်ကြားပေးရတယ်ပေါ့เนาะတာဝန်တွေအများကြီးပဲဆိုတော့အဲ့လိုတာဝန်တွေအများကြီးကြားရတဲ့ကနေရဲဘော်တွေနဲ့ပတ်သက်ပြီးတော့အမှတ်တရဒီ ဖြစ်တာမျိုးပေါ့နော်ကိုပြန်တွေးမိတဲ့အမှတ်တရတို့ပျော်ရှင်စရာဝမ်းနည်းစရာဘလို့အမှတ်တရတခုခုဒီမှာပြောပြခြင်းလဲအဲ့လိုအမှတ်တရတွေတော့အများကြီးပေါ့နော်ရှေ့တန်းရှေ့မြင်တာပြင်မှာနောက်တန်းမှာလက်တန်းမှာလို့စီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ဟာတွေမှာအများကြီးပေါ့လေနော်အဲပထမတစ်ခုကတော့ဟိုကျွန်တော်တို့မတ်ဆောင်သားတွေနော်မထောင်သားတွေ background လုံးဝမတူဘူးတချို့ကပညာတန်းပညာရှိတယ်တချို့ကမရှိဘူးတချို့ကလည်းအလောက်ကင်တွေ့ကြုံအာ အတွေ့အကြုံတွေရှိတယ်တချို့ကလည်းလုံးဝမရှိတချို့ကအခုမှဟိုတက်ပြေခါစားလေးတွေเนาะတချို့ကလည်းတော်တော်လေးဟိုဟို experience guide ဖြစ်နေပြီစားဖြင့်ဒီလိုမျိုးလူတွေကိုထိန်းကြောင်းရတာပေါ့အဲ့ဒီမှာအာကျွန်တော်တို့ဟိုသူဒီရဲပေါ်တွေအားလုံးကိုပြန်ပြီးတော့မှတိမတ်ပြုလေးစားဖို့ရအတွက်ပြောချင်တာကတော့တကယ်ဆိုသူတို့ကကိုယ့်ကိုဘာကောင်းမှန်းတော့မသိဘူး။ဒါပေမဲ့ငါတို့ရဲ့တပ်ဖွဲ့ရဲ့ဥဆောင်တဲ့လူတယောက်ဆိုတဲ့ဟာမျိုးနဲ့လေစားတဲ့ဟာမျိုးတွေအဲဟို respect ပေးတဲ့ဟာမျိုးတွေစီကန်းနေလိုက်နာပေးတဲ့ဟာမျိုးတွေဖြစ်ဖြစ်လာတာပေါ့နော်လိုအပ်ချက်အကြောင်းမလို့ခါကျွန်တော်အမြဲပြောရကျွန်တော်တို့ကနေ့ချင်းညချင်းစီဥစီချုပ်တွေဖြစ်တယ်နော်စစ်တင်တန်းတွေပါတယ်တက်ပြီးတော့မှဖြစ်တာမျိုးစစ်တက်ကလူတွေနဲ့နော်ဖြစ်တာပေါ့ကျွန်တော်အမြဲနိုင်ရှင်ပြရရှင်အာမင်းအွန်လိုင်းရဲ့စစ်တက်ရဲ့စစ်ဘိုးတကောင်စစ်စစ်ဘိုးဖြစ်ဖို့၃ပွင့်တကောင်ဖြစ်ဖို့အနည်းဆုံး6နှစ်9နှစ်သူကအချိန်ယူရတာဟို အနည်းဆုံးတော့စစ်ပညာစစ်တက်ဂရုမှာ၄နှစ်တင်ရသူစစ်တက်ဂရုကဘာပဲဖြစ်နေဖြစ်နေဗျာအနည်းဆုံးတော့တန်းပညာစစ်ပညာဆိုတာ၄နှစ်တင်ရပြီးတော့မှနောက်ထပ်2နှစ်3နှစ်ရှေ့တန်းတွေ့ကြုံနေမှာပို့ပြီးဖြစ်ကျွန်တော်တို့ကတပတ်တင်တန်းတပတ်တင်တန်းဆင်းရောတပ်ပြင်းမှုတွေဖြစ်စစ်ဦးစီးတွေချက်တွေဖြစ်တော့လူတွေကဘတို့ကိုဘယ်သူကဘာမှမသိကြအောင်ဒါပေမဲ့လိုအပ်ချက်ကြောင့်မလို့ကျွန်တော်တို့တွေကအာဥဆောင်ရတဲ့ခန်းကဏ္ဍကိုရောက်ခဲ့ကြတယ် အဲအဲ့တော့ကျွန်တော်တို့ကလည်းကြကြနနာဥဆောင်ဖို့ရအတွက်ဟိုတစ္ဆာတွေထားရတယ်အဲ့ဒီပုံမှာရဲဘော်တွေကကျွန်တော်တို့ကိုလေစားတဲ့ပုံမှာကျွန်တော်တို့ခုလိုမျိုးခွင့်ရရတဲ့ဒီလိုအခြေအနေမျိုးတွေဆိုကျွန်တော်ပြန်ပြီးတော့မှတို့လည်းအတီမပြုလေစားကြောင်းပြန်ပြောပြလို့ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ဂျားထဲမှာအဲ့လိုမျိုးမတူညီတဲ့ background မတူညီတဲ့လူတွေနော်တွေးခေါ်မတူညီတဲ့လူတွေအားလုံးထဲမှာအာဟိုရည်စရာတွေရောငိုစရာတွေရောပေါ့နော်အကုန်အများကြီးရှိတာပေါ့လေနော်အာ တခုပြန်ပြောပြရမယ်ဆိုတော့အခုလက်ဒီတော်လိုင်းရေးနည်းနည်းလေးကနေကြာလာတဲ့ချိန်မှာနည်းနည်းလေးဖြစ်လာတဲ့ချိန်နေနဲ့နိုင်ရှင်ပြောရမယ်ဆိုရင်ကျွန်တော်ရဲဘော်တွေကတစ်ခါလေကြားလို့ရှင်ဟိုတိတိလေးတော့မရှိဘူးစားရဲဘူးအရန်အရန်ဟိုဟာဖြစ်တယ်စီကံအရန်ရှိတယ်တချို့လူတွေခါကျတော့လေဟိုအရန်ကြီးတွေကိုတဲ့မလားဘုံလိုက်တာမျိုးတွေရှိတယ်ဟိုဟာလေဆိုတော့အဲ့ဒါတွေကိုတွေ့တဲ့အခါမှာကိုယ့်ရဲဘော်တွေကိုအရန်အာတနာတယ်ကိုရဲဘော်တွေကိုအရန်ဟိုချီးလဲချီးကျူးတယ်တစ်ခါတော့ဆိုကျွန်တော်ရဲဘော်တရားက အာအဲ့လိုပဲမျိုးမျိုးကနေကျွန်တော်တို့မုံလေးပို့လာအောင်ကျွန်တော်တို့တင်ထားတာအဲ့ဒါနဲ့ရဲဘော်ယူစားရပြန်တကယ်တော့အဲ့ဒီငွေကြေးတန်ဖိုးနဲ့တွေ့ဘလောင်းမဘလောင်းမဖြစ်ဘူးယာကနန်းလေးပဲမြန်မာငွေယာကနန်းတန်ဖိုးလေးပဲဆိုလုံးဝမယူစားရဲဒါပေမဲ့တချို့တော့လူတွေခါကြတော့ဟိုမှာကျွန်တော်ပြောလို့ဘာတည်းမလားဟိုဟိုဝယ်တရားဝယ်ဟိုဟိုခြံဝယ်ကားဝယ်ပေါ့ဗျာတည်းမလားဟိုပြီးရင်ဆိုတော့ဟိုကိုနိုဘန်ပြောလို့မျိုးရဲ့ အဲမင်းတို့မင်းတို့စီဒီအောင်လောက်ကြမင်းတို့တိုက်ကြငါတို့ရောအမေရိကန်လေးပြီဆိုတဲ့ဟာမျိုးကွက်တွေနဲ့ရှင်လာပြီပြောပါဦးအဲ့လိုပြောပါဦးသူပြောခဲ့ပါဒါမဲ့ဒါမဲ့ကွာအမေရိကန်လေးတိုင်းလဲအဲစိုးတယ်မကောင်းလို့ပြောတာမဟုတ်ဘူးကွာနော်ဘယ်နေရာမှာရရောက်တော်လဲတာဝန်ကျင်နေရမှာပဲเนาะကျွန်တော်တို့မြန်မာနိုင်ငံသားတရားမြန်မာပြည်ဒီကောင်းရကောင်းကျိုးအတွက်တာဝန်ကျင်နေရမှာပေါ့လေနော်ဆိုတော့အမှတ်တရတယ်တော့အများကြီးပေါ့နော်အဲ့လို specifically ထုတ်ပြောဆိုလို့ရှိရင်တော့နည်းနည်းခက်တယ်ပေါ့နော်အဲ့လိုကျွန်တော်ရဲဘော်တွေမှာအဲ့လိုစိတ်တက်ရှိတဲ့ဟာတွေတွေကျွန်တော်တို့တွေ့ရတယ်အလွဲလေးတွေအများကြီးတွေ့ရတယ်အဥမာတချို့တချို့လူတွေဆိုတဲ့လိုပေါ့ကျွန်တော်ဆက်ဆချင်းတော့ဆိုလို့ရှိရင်အဲတော်လိုင်းကိုစပြီးတော့မှတက်ခတ်ရေးဝင်လာတဲ့လူတွေက background တွေမရှိကြဘူးနော်စစ်ပညာဆိုတာဆရာကျွန်တော်ပြောလို့မသိကြဘူးကျွန်တော်ကညစာဆိုတာရှိတယ်ညစာဆိုတာကဒါညဖက်ကို ုံးနဲ့ကုတ်ကိုပြောတာလိုဝဲကုတ်ညစာပေါ့နော်ဆိုတော့ task kan ခုခုတည်းဝင်လာမယ်ဒါမှမဟုတ်တနည်းအောင်ဖြတ်သွားမယ်ဆိုအဲ့ညစာပြောပေါ့ဆိုတော့အဲ့လိုမျိုးပြောရတဲ့ချက်ညစာဆိုပါလဲဖနက်လည်းဖြစ်ရင်ဖြစ်မယ်ကွာဟိုဟန်ကောလည်းဖြစ်ရင်ဖြစ်မယ်တနက်လည်းဖြစ်ရင်ဖြစ်မယ်ပေါ့နာမည်တစ်ခုပေးထားဒါပဲကိုလူကမသိ။အဲညစာပါလေဒီနေ့ညစာတို့မေးကြတာပေါ့။အာလောညဆိုလို့ရှိရင်မောင်ခံနေပြီဆိုရင်တကယ်လို့ညစာမပြောနိုင်ရင်ပြစ်ပေးခံရတာတို့ဒါမှမဟုတ်လဲတုတ်ခံရတာတော့ဖြစ်မှာပေါ့နော်။ဆိုတော့အဲတကယ်ကြောင့်ဒီညညစာပါလေ เองาเสียก็อาลูเนี่ยขยันดีเว้ยย่าเหรอไม่เสียหรอกจ้ะไอ้မျိုးတွေပေါ့เนาะကိုကြီးလိုအစားသမားတွေပေါ့ကျွန်တော်တို့ကျွန်တော်တို့လူတွေอ่ะအဲ့ဒီလူမျိုးခြေခံကောက်လေးတော့မနားမလဲတဲ့ကလေးတွေပါရဲဘော်တွေပါအဲ့ဒီအခုဒီလူတွေอ่ะအခုဆိုကြေးလဲရင်တော့မင်းအွန်လိုင်းလူမျိုးစစ်တပ်မျိုးလုံးဝအမျိုးပေါ့เนาะအဲ့ကြိုက်တဲ့ကောင်လာခဲ့ဆိုရဲဟာမျိုးဖြစ်သွားပြီဆိုတော့ဒီဒီလူချင်းတွေကျွန်တော်တို့တွေ့ရလွဲလေးတွေပေါ့เนาะအဲ့လိုပဲနောက်နောက်တစ်ခုရရှိတယ်ရှေ့တန်းမှာရဲဘော်တွေနဲ့လွဲတယ်ကျွန်တော်တို့ဒေတာမှာနည်းနည်းလေးပမာစကားပြောရတာနည်းနည်းခက်ခဲရှိတယ်တချို့ပမာလို့ပြောရင်တော့မှာ နားမလဲတာနားလဲတာရှိရပါဟိုဟာစစ်တက်လဲတာအတိနေပါပဲခုဆိုရင်ကျွန်တော်ရရင်တော့ဆိုစစ်တက်ကိုကုတ်တွေတုံးရအောင်စစ်တက်နားမလဲအောင်စကားပြောရအောင်အဲဟုတ်ပြီပါပါပြောမလဲကြီးစံပါကြီးစံရှေ့တန်းပါဆိုကြီးစံကုန်ပြီတော့ကြီးစံလိုတယ်လို့ဆိုလို့ရှိရင်ကြီးစံလို့တိုင်းရိုက်မပြောနဲ့ပြောရင်စစ်ခွေးချားသွားရင်ဒီကောင်လေးကြီးစံကုန်နေပြီတို့မဲ့ဆောက်မဲ့စပြင်စစ်ခွေးက strategy ဆွဲသွားနိုင်ရပေါ့အဲ့တော့ကျွန်တော်တို့ကပါပြောရမလဲဆိုငရုတ်တီးလို့ပြောမယ်โอเคဟုတ်ပြီပေါ့အားလုံးငရုတ်တီးပါအဲ့ရှေ့ကနေဆက်နေပြောမဝေးမဝေးပြော เอ้ยပြောပါเงี้ยวตีโหลเงี้ยวตีเลยเอเงี้ยวตีบาเงี้ยวตีเลยเอ้ยอีกเนเนเน16เนเนแท้ฟูล่ะเว้ยว่ะเงี้ยวตีโหลเลยเจออ่ะเงี้ยวตีเว้ยဟိုနားလဲကွာတဲ့မလားနောက်ထပ်ဆက်ပြောရမယ့်ဟာစကဝက်နေနားမလဲတော့ကွာကျွန်တော်တို့ကအဲ့လိုမျိုးလွဲတယ်ဗျာအဲ့တော့မင်းကလည်းကွာရှေ့အစဆွမ်းနာကလေးက16ကျင်းနဲ့ AKG လိုတယ်ပြောလိုက်ပြီးနေပြီလဲနော်ရှောက်ရတော့လိုဝက်ဆိုင်ကောက်တွေပါရှောက်လို့နေတယ်အဲ့မျိုးတွေ အဲ့လိုလွဲနေလည်းရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ဟိုမှာတော့ဒီမြေပြင်စေအဲ့ဒီရှေ့လည်းနောက်ပါပေါ့နော်ဟုတ်ကဲ့ so စောင့်ထင်းရတဲ့ကျင့်ဝတ်တွေကလည်းမနေဘူးလေနော်ဒါခါလေးရောလည်းအဲ့လိုမျိုးလွဲကြပါဘူးကျွန်တော်အေးခုနရှေ့ပါဆိုတယ်လို့ရှေ့တဲ့အိမ်ပိုင်းလိုက်သွားတယ်ဆိုလည်းအဲ့ဒီဟိုဘက်ခြမ်းပေါ့နော်ဒေါ်သမကြီးဘက်ခြမ်းလိုက်သွားတယ် သူတို့တွေကဟိုဘက်ချမ်းကပို့ပြီးတော့ပုံများဗမာလိုမပြောကြအောင်မပြောကြအောင်ဆိုတော့သူရှည်တန်းကိုကိုက၈နိုင်လောက်ကြီးလမ်းလျှောက်လိုက်တာကိုကမင်းဟီးဟီးပဲပြောပြတာသူကချုပ်လူရနားရတာမသိဘူးကိုကလည်းသူတို့အေးဆေးပဲဆိုပြီးပြောတာသူကကိုရိုးလည်းဘယ်သူမှလည်းသိတာလည်းမဟုတ်ဒီတိုင်းပဲပြောသူတို့ပြီးတော့နောက်ကျပြောတာသူကသူတို့ကသူတို့ပင်မနေကြတယ်ကိုကကိုကြီးလည်းနောက်ကတောက်လျှောက်လိုက်တာပြီးတော့မှသူတို့ဘာသာစကားနဲ့ပြောတဲ့အချိန်မှာကိုတကောင်နဲ့အဲ့လိုကလေးဦးကြောင်နဲ့သိရမယ်အဲ့လိုမျိုးလေးလည်းရှိတယ် ဘာသာစကားအဲ့လိုနားမလည်လို့တစ်ခါကျွန်တော်တို့ဟိုကောင်းတဲ့အဟာဖြစ်တယ်လေအဲ့တော့လည်း redo နဲ့ပဲ redo square ရှိတယ်ကျွန်တော် square ရှိတယ်ကျွန်တော်တို့တက်ကြတာတက်အဲ့ဒီမှာရှိတဲ့စစ်ကြောင်း column ခုလောက်အကြရလို့ပြောကျွန်တော်တို့ကကြရလို့မရ green နေမှာဟိုစကားတွေအများကြီးပါနော်ကြရကြရကြရချာမနူးမနောကြီးကိုအကုန်လုံးကိုနေရာနဲ့ကို majority ရှိရင်ကြရ majority ရှိရင်ကြရလို့ပြောကြတာ အဲ့မှာအဲ့မှာမဆွမ်းနာလို့ကရန်တွေလည်းပါတယ်ကရောတွေလည်းပါဆို miss တွေပြောကြတာကရင်တွေရောပြောကြတယ်အဲ့ဒီအဲ့လိုမျိုးပေါ့နော်ဆက်တွေ့ရေးမှာဗမာလည်းပြောတယ်ဒါပေမဲ့အဲ့ဒီ type ပွဲတစ်ခုမှာဟိုမမရဒေါ်တဟေးဆိုတဲ့ type ပွဲတစ်ခုမှာကျွန်တော်တက်တိုက်တယ်ဂုံးပေါ်မှာတက်တိုက်တော့အဆင်မပြေဘူးရန်သူကကျွန်တော်တို့ညက်တယ်လို့ဖြစ်သွားအဲ့မှာကျွန်တော်တို့ကဂျာဂျာရမခံနေတော့နောက်ဆုံးစစ်ကြောင်းမှုကပြောတယ်အဲကရားလိုပဲပြောတော့ပေါ့နော်စုံမယ် ဒီပန်းနေဆက်တိုက်တော့ပေါ့နော်တခြားဖက်ကနေပန်းပတ်တိုက်မယ်ဆိုတော့ကျွန်တော်တို့လည်းအမှားပဲဒါပေမဲ့ကျွန်တော်ကဘေးနာလူတွေနဲ့နည်းနည်းနှီးတယ်နှီးတော့သူများမလုပ်လဲဆိုတာကြည်ပြီးတော့မှကိုကသူတို့လုပ်တဲ့ဟာကိုနားလဲပြီးလိုက်ဆောက်လိုက်ကျွန်တော်ရဲပေါ်တရားကြံခဲ့တယ်လုံးဝသူကကြားလို့နားမလဲကြံခဲ့တော့သူကမသိဘူးအဲ့ဒီမှာမှဘာဖြစ်လဲဆိုရင်အဲ့မှာလက်နဲ့ကြည်တလုံးကြာပြီးတော့မှကျွန်တော်တို့ရဲအဲ့ဒီ KA ခရနီအမေရဲပေါ်တရားကိုဒီမှာလာထိပြီးတော့မှဟိုသူကဖက်ဆောက်ဖြစ်သွားတေတော့မတေဘူး ဖက်ဆောက်ဖြစ်နေအဲ့မှာကြံခဲ့ကြံခဲ့တော့ကျွန်တော်ရဲဘောကတရားစကားနားမလဲတဲ့တယောက်ကလည်းဟာဘယ်ရောက်ကုန်လဲဘောနော်သူတယောက်တည်းပြီးတော့မှဟိုရှာတီရှာနဲ့မရှိဘူးဆိုတော့မှသူပြန်လာတာကြံတဲ့လူတွေကပြန်လာဖြစ်ဥမာနားတဲ့နေရာတော့ရောက်နေတယ်အဲ့ချိန်မှာအဲ့ရဲဘောတယောက်တော့တွေ့တော့တွေ့ပြီးတော့မှသူကပြန်ထမ်းလာပြန်ထမ်းလာပြီးတော့မှကျွန်တော်ကလည်းရှာပြီပေါ့ကျွန်တော်ရဲဘောတယောက်ပျောက်တယ်ပြီးဟိုဘက်ကလည်း K ရဲ့ဘက်ကလည်းရဲဘောတယောက်ပျောက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကရှာကြရောဘယ်မှလဲမသိဘူးနောက်မှခဏနေမှဆက်ဆက်တွေ့ရတယ် ဆရာတို့ပဲရောက်သွားလဲပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တယောက်ထဲကြံခဲ့လေးဘယ်လိုဖြစ်တော့ပါအင်္ဂါရုတ်ဆော်ရမင်းကြားလာကျွန်တော်ကကြားစကားနားမလဲတာကျွန်တော်ပဲသိမလဲဟုတ်လားကျွန်တော်သူကပြောအေးဟုတ်ပြီမင်းကကြားစကားနားမလဲတာကံကောင်းရတယ်ပါဆိုတော့မင်းကလူတယောက်ထက်ကယ်လာနိုင်တော့နော်တကယ်လို့များမင်းကြားစကားနားလဲလို့ရှိရင်တော့မင်းလည်းဆုတ်သွားလို့ရှိရင်ဟိုတယောက်အလကားမတည်ပဲနဲ့ကြံခဲ့မယ်ပေါ့နော်ဟိုစိတ်ခွေဖန်ထားတဲ့ဟာလည်းမြင်လည်းမိတော့အောင်မယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ဘာသာစကားနဲ့ပတ်သက်လာရင်လည်းအဲ့လိုမျိုးမြင်ပြင်ပါ the get real တာ the get real situation တကယ်ဖြစ်ခဲ့တဲ့ဟာမျိုးတွေ ဒါကျွန်တော်တို့ကိုယ်တိုင်လည်းပါတယ်အဲ့ဒီမှာအဲ့တော့ကျွန်တော်တို့ရေပေါ်တရားမှမကြတော့ဘူးပေါ့နော်တန်ရာရရသွားတယ်ပြီးတော့ကျွန်တော်တို့အေးစေးသူတက်ဖွဲနဲ့သူအစဉ်ပြေသွားတယ်ဆိုရအောင်မျိုးပေါ့နော်ဆိုတော့ဒီလိုလုံငယ်တော်ဝင်တွေအများကြီးလုံနေရတဲ့ကြားထဲမှာလေကိုပိုင်အချင်းဆိုတာရောကိုမဝိတက်ရှိတာအဲ့လိုမျိုးကိုပိုင်အချင်းရှိနေရဆိုရင်ဘာတွေများလုပ်ဖြစ်လဲအဲ့လိုအချင်းလေးမှာအော်ကျွန်တော်တို့မှာတော့အဲ့လိုတီးတန့်ရောဒါငါကိုပိုင်အချင်းပဲမင်းဘာမှလာဟိုမလုံနဲ့လုံမလုံစာဖြင့်အဲ့မျိုးတွေတော့မရှိပါဘူးကျွန်တော်တို့တွေးရင်လည်း ဒီလူဒီလူတွေ့ရင်တော့ဗာပဲပြောဒီတော်လိုင်းအကြောင်းပဲပြောတော့မှာပဲဒီကိုတိုင်းပြေကောင်းအောင်ကောင်းကျိုးတယ်ဘယ်နေရာရောက်ရောက်ပါလိမ့်နော်ကျွန်တော်ဒီလိုပဲပြောကြတာပဲအာအဲဒါမဲ့တခုတော့ရှိတာပေါ့ကျွန်တော်တို့ကဆန္ဒလိုတဘာဝပတ်ဝန်းကျင်ထိုင်တရေးတွေစိုက်ပျိုးရေးနဲ့ပတ်သက်တာတွေနည်းနည်းတဘောကြတယ်เนาะအဲ့ဒါတွေဟိုဟို hobby ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့တွေးခေါ်ရတော့ဒီလိုပေါ့မိပါပဲလုံးနေလုံးနေတော့မင်းဒီဟာတော့ဆက်လို့ရအောင်ပါပဲဥမာ November November တော်လိုင်းအေးလောက်ပြီးတော့တချင်းဆိုတော့လာပဲရမှာ တချင်းဟိုဟာတော်လိုင်းရေလောက်ရောချင်းဆိုပေါ့နော်စာရေးဆရာတွေလည်းတော်လိုင်းရေလောက်နေနဲ့စာရေးရမှာပဲရုပ်ရှင်ဒရိုက်တာတွေလည်းတော်လိုင်းအဲ့လိုပဲကွာကျွန်တော်တို့လည်းထိုနေလကောင်းကျွန်တော်တို့ဆိုကိုဆိုတော့စမ်းသားလို့စိုက်တာပြောတာဆိုနေ့တိုင်းစားတယ်လေနေ့တိုင်းပါဇက်တဲ့စာထဲတော့ကျွန်တော်တို့စိုက်လို့ရတဲ့အားလေးတွေကျွန်တော်တို့ရဲ့ဟိုဝင်ကျင်လေးတွေမှာကျွန်တော်လောက်တာတွေကတော့ဒါကကျွန်တော်တို့ကိုယ်ပိုင်ချိန်တွေပျော်လို့ရမှာပေါ့နော်ဆိုတော့အစကတည်းကရဲဘော်လောက်ပြီဆိုကြတဲ့ကတော့ဟိုအဲ့လိုစာအုပ်ကြီးတိုင်းပြောမယ်ဆိုရင်တော့ ကိုပိုင်တာဘာမှရှိတော့ကိုတက်တော်ကိုမပိုင်တော့လေဆိုတော့အချိန်မပြောနဲ့ပါအတက်တော်မပိုင်တော့ဘောနော်အဲ့တော့သို့တော်လဲကျွန်တော်တို့ဒီကြားထဲမှာကိုကိုကိုလဲစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဆင်ပြေအောင်နေရတဲ့နော်ထိုင်ရတဲ့ဟာလေးတွေရှိတော့အော်ကိုရဲ့ဝါဒနာလေးတွေနော်ကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာဖြောပြမှု ရနိုင်တဲ့နော်အခြေအနေလေးတွေကတော့အစာဖက်တာလားပါလားနော်ကျွန်တော်တို့လောက်ရတယ်ပဲတကယ်ချင်းနေရှိတော့လဲတာလားနော်ဟုတ်အရင်တော့အာကိုရဲ့မိတ်ဆွေပေါင်းတင်းနေနဲ့ပြန်ချင်းစုံကြပြီးစကားပြောကြတာလားဒါတွေကတော့နော် ကျွန်တော်တို့ကျွန်တော်တို့ကိုပိုင်ချိန်တွေလည်းပြောလို့ရတယ်လောက်ချိန်လည်းပြောလို့ရတာပေါ့နော်ဒီလိုတော့တွေးပါတယ်ဟုတ်ကဲ့လို့လဲလဲရှောက်ပြောတဲ့ဟာပေါ့သိရမလားအားကြောင့်လည်းရှောက်ရေးနှလုံးသားရေးရတွေပါပါတာပေါ့တိုင်းသားရေးပါနှလုံးသားရေးရတာလူဆက်တွေအကြောင်းပြောကြရပါလူဆက်တွေပေါ့တိုင်းသားအလားလေးတွေပေါ့တိုင်းသားကိစ္စတွေဖက်ဒရယ်ပဲအဲ့ဒါလေဘောလို့ဘောမလေးတွေကြောင်းကချေပါလားပေါကုံမီပေါကုံမီ